ယနေ့ချိန်ထိရရှိလာခဲ့သောမြေဥတော်လံရေးဤအောင်မြင်မှုများမှာမြန်မာပြည်သူ လူထု၏အာဏာရှင်စနစ်ပေါ်ပူပေါင်းဆန့်ကျင်မှုဤရလက်ဖြစ်ပါတယ်။ခက်ခဲတော်လဲတော်လံရေးခရီးမှာများစွာ ရှေ့ရောက်ခဲ့ပြီးဖြစ်ပါတယ်။ထို့ကြောင့်ဇွဲမှန်တင်းတင်းဖြင့်စီစီလုံးလုံးဆက်လက်ချီတက်ကြရန်သာလိုပါတယ်။မင်္ဂလာပါ။ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVD မှာပေါ်ပြထားတဲ့ဆောင်းပါရှင်မျိုးသူရဲ့ဇွဲမှန်ကိုမြင့်အောင်လန့်လွှင့်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။မာပြည်သူတို့ဤမျိုးဒေါ်လာရေးပြီး၄နှစ်ကျော်ပြီး၅နှစ်အတွင်းဝင်ရောက်လာပြီဖြစ်ပါတယ်။အာနာလူစေယုတ်စုသည်ပြည်သူလူထုရွေးချယ်ထားသောအစိုးရထံမှလက်နက်အားကိုဖြင့်အာနာလူစဉ်အခါကပြည်သူလူထုဤသဘောထားစံတာကို အထင်သေးလျှော့တွက်ခန့်ဟန်တူပါတယ်။ အနာယူတို့ဤထုံးစံအတိုင်းလက်နက်ဖြင့်နိုင်ချင်းဖျားပေးလိုက်လျင်ဤသူအများအနေဖြင့်အိုးကျိုးဒူးထောက်ရမည်သာဖြစ်သည်ဟုယူဆခဲ့ကြပေလိမ့်မယ်။အစင်လာရထို့သို့ထင်မြင်ယူဆနိုင်သောအကြောင်းအရာများလည်းရှိနေခဲ့သောကြောင့်ဖြစ်ပါれ။အထူးသဖြင့်မြမာတို့သည်တွေးစုလွယ်ပါれ။တွေးပူနေစဉ်အချိန်တွင်ဟောတိုင်းတိုင်းတစွတ်ထိုးလောက်တတ်ကြတယ်။သို့တော်လည်းတစ်ဖက်တွင်အပျော်ပါမတဲ့မိလွယ်ပြောက်လွယ်တဲ့ထို့သို့သော အမူကျင့်များကို အာနာရှင်အဆက်ဆက်ကအမိအယအသုံးချခဲ့ကြပါတယ်။မြေဥတော်လန်ရေးတွင်မူအာနာလူစေုပ်စုသည်၎င်းတို့အထင်သေးလျှော့တွက်ခဲ့သောနွားပြည်သူတို့၏ခိုင်မာပြတ်သားသောဇွဲတက်တီကိုရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။နွားပြည်သူတို့၏မြေဥတော်လန်ရေးသည် အချိုအကွေ့အလဲပြောင်းမျိုးစုံကြားမှဒုတ်တက်လာခဲ့ရခြင်းဖြစ်ပါတယ်။အပိနိခံပြည်သူလူတို့၏ဆုံးဆွန်ပောက်ကွဲအောင်ကြွားမှုကြောင့်အာနာလူစေုပ်စု၏အခြေအနေမှာမကြုံစဘူး။ ရင်းရိုင်နေပြီဖြစ်ပါတယ်။ထို့ကြောင့်၎င်းတို့သည်လည်းဤလမ်းမျိုးစုံဖြင့်အာနာတက်ဆိုးရှည်ရေးအတွက်ပြိုပန်းနေရပြီ ဖြစ်ပါတယ်။ထို့သောအခြေအနေမျိုးတွင်မိမိတို့ပြည်သူများအနေဖြင့်ဇွဲတက်တိခိုင်ခိုင်မာမာဖြင့်ရန်သူအာနာလူစေုပ်စုကိုဆက်လက်ရင်ဆိုင်ချေမုန်းနိုင်ရန်ရည်ကြီးလာပါတယ်။တော်လန်ရေးဟူသည့်အများအကောင်ကျိုးအတွက်ခရောင်းလန်းကိုဖျက်ကျော်ရခြင်းဖြစ်ရာဒီတို့သောအခြေအနေမျိုးတွင်မဆိုခိုင်မာပြတ်သားသောတန်တိတ်ထံဖြင့် မရိပ်မရိုင်ရှောက်လှမ်းမှာကမုတ်ချအောင်ရမည်ဖြစ်ပါတယ်။စေအာနာရှင်တို့သည်၎င်းတို့၏ယက်တီရှင်တန်ရစ်တို့ပြည်သူလူထုအားနေချောင်းတိုက်ခိုက်ခြင်းမြို့ရွာများအားမိလောင်တိုက်သွင်းခြင်းစာသောရာဇဝိမှုများကိုစင်စက်မပြတ်ကျူးလွန်နေပါတယ်။တစ်ဖက်တွင်လည်းတော်လိုင်းရေးစိတ်ဓာတ်များအားပြော့သွားစေရန်အကျိုးစီးပွားမလုံများပေးခြင်းပြိုဝဲရှင်ပွဲအမျိုးမျိုးဖြင့်ဆွဲဆောင်ဖျားယောင်းခြင်းများကိုလည်းအစီအစဉ်ချကာလှုပ်ဆောင်ပေးပါတယ်။ ၎င်းတို့၏မတရားအာဏာလုမှုကိုနိုင်ငံတကာတွင်တရားဝင်မှုရရန်ကြိုးပမ်းပြီးတော့ပြည်သူလူထု၏ကုခံတော်လှန်မှုကိုအချိန်ဆွဲချိန်မုံနိုင်ရန်ပြင်ဆင်နေကြောင်းထင်ရှားလာပါသည်မပီတို့တို့အနေဖြင့်စေယုစုကြီးသွေးခွဲဝါဒပြန့်မှုများ၊တွေးဆောင်ဖြားရမှုများကို အထူးသတိထားတုံ့ပြန်ကြရန်လာလိုအပ်ပါတယ်။အထူးသဖြင့်စာပေ ရုပ်ရှင်ဂီတနယ်ပယ်များတွင်စေယုစုကြီးတစ္ဆာကံများသည့်နေမျိုးမျိုးဖြင့်ထိုးပေါက်လှုပ်ရှားကာ တော်လန်ရေးပုံရိပ်ကိုကြာစင်းစေရန်တော်လန်ရေးစိတ်ဓာတ်များကိုရိမ့်ရိုင်စေရန်စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်နေကြပါတယ်။ထို့သောသောဝါဒပြန့်မှုများကိုလည်းတိကျမှန်ကန်သောသတင်းချက်လက်များမှန်ကန်သော လုပ်ရည်များဖြင့်ပြုံပြန်နိုင်ရမည်ဖြစ်ပါတယ်။ထို့မှသာနိုင်ငံတကာအလဲတွင်စရုပ်စုပြီးရက်ဆက်ရုံမှမှုများမှာမိမ့်မိန်ပြောက်ကွယ်သွားခြင်းမရှိဘဲထိရှားပေါ်လွင်နေမည်ဖြစ်ပါတယ်။မြန်မာပြည်သူတို့အနေဖြင့်ခက်ခဲကြံတန်းသောဒေါ်လာရေးခရီးကို ကိုအားကိုကို၍စူးစမ်းချီတက်ရသည်မှာလွယ်ကူလှသည်တော့မဟုတ်အကျိုးစီးပွားကိုရှည်တန်းတင်ထားသောအင်္ဂလိပ်နိုင်ငံများအခြားတွင်မတရားဖိနှိပ်မှုကိုစိတ်သက်တစ်ခုသာအရင်ပြုပြီးဒေါ်လာခုခံနေရခြင်းဖြစ်ပါれဒီနေ့ချိန်ထိရရှိလာခဲ့သောလူဦးဒေါ်လာရေးဤအောင်မြင်မှုများမှာမြမပြည်သူလူထုဤအာနာရှင်စနစ်ပေါ်ပူပေါင်းစန့်ကျင်မှုရလက်ဖြစ်ပါれခက်ခဲတော်လဲဒေါ်လာရေးခရီးမှာများစွာ ရှေ့ရောက်ခဲ့ပြီဖြစ်ပါれထို့ကြောင့် ဇွဲမှန်တင်းတင်းဖြင့်စီစီလုံးလုံးဆက်လက်ချီတက်ကြရန်သာလိုပါれ။ရေဥဒေါ်လာရည်သည်ပြည်သူတို့သာမလွဲမသွေအောင်ပွဲခံရမည်ပြည်သူဒေါ်လာရည်ဖြစ်ပါれ။ကျွန်တော်ချင်းတွင်စရုပ်စုသည့်၎င်းတို့အချက်တကွဲစုံနှိစုံခွာကြရသော လာရှုမျိုးကိုတရုတ်အကူအညီဖြင့်ပြန်လည်ဝင်ရောက်လာပါသည်။ထို့သော တိုင်းသားဒေါ်လာရင်းတစ်ခွက်တစ်ခုဖြစ်သောမြန်မာမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA အနေဖြင့်လည်း ၎င်းတို့၏အခြေချနည်းမြေပထဝီနေထရအလောရတာသောတရုတ်ပြည်အားကြောင့်လာလာရှုမြို့ပေါ်မှဆွတ်ခွာခဲ့ခြင်းဖြစ်တဲ့လာရှုမြို့ပြင်သုံးမိုင်ပတ်လည်တွင်ဝိုင်းပတ်နေရာယူထားခြင်းဖြစ်ရာလာရှုမြို့တွင်အာနာလူဆေယုစု၏အုတ်ချုပ်၏ရန်တရာအပြည့်အဝလဲပတ်ရေးမှအိမ်မက်မြတာဖြစ်ပေလိမ့်မယ်အမှန်စင်စင်အဖြစ်တရုတ်၏မြမာပြည်ကုံွယ်ရေးဆိုင်ရာဂျိုးစီဝါအတွက်ဆေယုစုအားချွေးသိပ်ပေးခြင်းအဆင့်ထက်ဘာမှမပေါ်ပါဘူး ။လာရှိုးသည်အချိန်မရွေးတော်လိုင်းအင်တာများလက်သို့ပြန်လည်ရယူနိုင်ကြသာဖြစ်ပါれ။နိုင်ငံရေးစရေးကစားပွဲများပြင်းထန်လာသည်နှင့်အမျှမြန်မာနိုင်ငံအနှံ့စစ်မြေပြင်များတွင်တော်လိုင်းအင်တာများ၏ထုတ်သည့်သည်လည်းတရွေ့ရွေ့ရှေ့တိုးလာနေပါれ။အင်ကော်ဒေတာစစ်မျက်နှာမကွေးတိုင်းအနောက်ဖက်ခြမ်းစစ်မျက်နှာပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့်အရှိတ်ဘက်ခြမ်းစစ်မျက်နှာ AR တိုင်းအနောက်ဘက်ခြမ်းစစ်မျက်နှာနဲ့ရှမ်းတောင်ဒေသ၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းစစ်မျက်နှာများတွင် ဒေါ်လာရစ်တပ်ဖွဲ့ဝင်များ၏နယ်မြေသိမ်းတိုက်ပွဲများမှာကျယ်ပြန့်လာပြီးဖြစ်ပါတယ်။ဒေါ်လာရစ်ဖြစ်သည့်အတွက်အလုံးစုံပြည့်ပြည့်စုံခြင်းမရှိတော့လဲထူအောင်မြင်မှုများသည့်ပြည်သူလူထု၏မလျှော်တမ်းထောက်ပံ့အကူအညီမှုဒေါ်လာရစ်တပ်ဖွဲ့များ၏မဆုံးနှစ်ဂျိုးပန်းများရဲ့ရလတ်ကောင်းများပင်ဖြစ်ပါတယ်။ထို့သောအရွေ့အရွေ့စူးစမ်းမှုဖြင့်သာမြန်မာပြည်သူတို့၏ငွေဦးဒေါ်လာရစ်သည်အောင်ပန်းစုခူးနိုင်ပြီဖြစ်ပါတယ်။စီယောဆုသည်လည်းမြို့များပင်စူးစမ်းရုန်းကန်နေတော့လဲ စစ်မျက်နှာအသေးသေးတွင်အရှုံးကြီးရှုံးနေပြီဖြစ်ပါတယ်။၎င်းတို့၏အရှုံးကိုကြေးရွာများကိုလေရင်ဖြင့်ဘုံကျဲခြင်းဖြင့်သာအဆက်ပြေပတ်ရန်နေရပါတယ်။စေုပ်စု၏အရတားများပေါ်ပြတ်မှတ်ထားသောလေကြောင်းတိုက်ခိုက်မှုများသည့်တတိထားကာကွယ်ရမည်အရေးဖြစ်ပါတယ်။စရိတ်နိုင်ငံ၏အပြောင်းလဲဖြစ်လောက်သောအခွင့်အရေးမျိုးတော့စေုပ်စုအနေဖြင့်ဘယ်တော့ကမှရရှိလိမ့်မည်မဟုတ်ပေ။မြန်မာပြည်သူများအတွက်မူဤမြရက်ဆက်ရုံမှာသောအာနာလူစေယုတ်စုရံမှအပြည့်တိုင်လွတ်မြောက်ရေးမှာ၎င်းတို့အား ပြီးတိုင်ချင်းမုံရည်နီလန်းတာရှိပါတယ်။ထို့ကြောင့်နိုင်ငံရေးလောကဓာတ်မုံတိုင်းများကိုအာတင်းကျော်ဖြတ်ခါဇွတ်တတိကြီးကြီးဖြင့်ရင်ဆိုင်တွန်းလှန်လျင်မြမပြည်သူတို့အထူးလိုလားတောင်းတနေသောစစ်အာဏာရှင်စနစ်ချုပ်ငြင်းရေးပရဒီမိုကရေစီပြည်ပစ်တည်ထောင်ရေးပန်းတိုင်မှာမဝေးတော့ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဆောင်းပါရှင်ညိုသူရဲ့ ဇဲမန်ကိုမြင့်အောင်လန်လွဲဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။မြမပြည်သူပြည်သားပေါင်းလဲဉဏ်ဆုံးအေးချမ်းသာရလွတ်လပ်ပြီးတော့ကိုစိတ်နှပြကျမ်းမာချမ်းသာရှင်လန်းပါစေချောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။